ယနေ့ခေတ်မှာနျူကလ িয়ার လက်နက်တစ်ခုကမိနစ်အနည်းငယ်အတွင်းလူသံပေါင်းများစွာကိုသေနိုင်ပါတယ်။ဒီနျူကလ িয়ার ဘုံးတွေထဲကတစ်ခုသာပေါက်ကွဲပြီးပေါက်ကွဲတဲ့အလဲဘုံမှာရှိတဲ့အရာအားလုံးကိုလောင်ကျွမ်းစေမှာဖြစ်တယ်။လူတွေအဆောက်အဦတွေနဲ့အသက်ရှင်နေမြတာတော်အားလုံးပေါဝင်မှာဖြစ်တယ်။မကြသေးမီကဂျပန်နိုင်ငံမှာရှိတဲ့ဟီရိုရှိမာကိုကျွန်မတော်ရောက်ခဲ့ပါတယ်။ဟီရိုရှိမာဘုံးကျဲချတဲ့မြို့လယ်မှာကျွန်မရပ်နေတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း80ဖြစ်တဲ့1945ခုနှစ်မှာ နျူကလ িয়ার ဘုံးတလုံးကြောင့်ဖြစ်ပေါ်လာတဲ့ကြောက်စရာကောင်းတဲ့အဖြစ်ပြက်ကနေပြီးတော့မှဒဏ်ရာဒဏ်ချက်တွေကိုမြို့တော်ကဖုံးလွှမ်းထားဆဲဖြစ်ပါတယ်။မြင်ခဲ့ရတာတွေကိုဖော်ပြဖို့မန်ကန်နက်စလကုန်းရှာလို့မရပါဘူး။အဲ့ဒီဒုံးကပုံပြင်တွေလည်းအများကြီးကြားခဲ့ရတယ်။ဒီဒီနေရာမှာလေးလေးနက်နက်ဝမ်းနမ်းမှုတစ်ခု ရှိနေသေးတယ်။ဒါကတသက်လုံးဘယ်တော့မှမမေ့နိုင်တဲ့အရာပါ။ဒီတက်ခတ်မှုကမြို့ကိုလုံးဝပျက်စီးစေခဲ့ပါတယ်။လူပေါင်း3သိန်းကျော်တေဆုံခဲ့ပြီး တော်တော်များများချက်ချင်းထေသွားတယ်အခြားသူတွေကတော့ပြင်းထန်တဲ့မီလောင်တန်ရာတွေနဲ့ဒါရောင်ကြည်ကြောင့်ဖျားနာခြင်းလနဲ့နစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့ကင်ဆာတွေကြောင့်နောက်ပိုင်းမှာတည်ဆုံခဲ့ရပါတယ်။နဂါဆိုက်ကီလည်းအလားတူပျက်စီးမှုမျိုးကြုံခဲ့ရပါတယ်။နေအိမ်တွေပျက်စီးပြီးကျောင်းတွေမရှိတော့ပါဘူး။စက္ကန့်အနည်းငယ်အတွင်းမှာမိသားစုတွေတုတ်တင်ခံခဲ့ရပါတယ်။အသက်ရှင်ကျန်ရသူတွေကိုဟီပါကူဆာလို့ခေါ်တဲ့သူတို့ကတိုက်ခတ်မှုကိုဖျက်ချော်ပြီးတက်ဆင်ခဲ့ကြပေမဲ့ ပြင်းထန်တဲ့နာကျင်မှုနဲ့ကြံရိပ်ခဲ့ကြပါတယ်။အလိုမင်းမိလောက်တရားတွေဓာတ်ရောင်ကြီးဖြာနာမှုတွေနဲ့တကူရင်ဆုံရှုံမှုတွေနဲ့ဆိုင်စွာကြုံတွေ့ခဲ့ကြရပါတယ်။နေ့အတော်ကြာအောင်လွတ်မြောက်လာသူတွေကိုပကြီနဲ့ပကြီကားတွေဖန်တီးခိုင်းပါတယ်။ဒါတွေကသူတို့ရဲ့အမတ်တရားတွေခံစားချက်တွေမြင်ခဲ့ရတာတွေကိုပြပါတယ်။ဒီပကြီကားတွေနဲ့သူတို့ပြတ်တက်ထားတဲ့နာကျင်မှုဝမ်းနည်းမှုကအဖြစ်ပြည့်ရတဲ့တကယ့်ဓာတ်ပုံများတဲ့ပိုမိုပြီးတော့မှအကောင်လူနေပါရှိပါတယ်။ သို့တော်လည်းဟီရိုရှိမားမှာပျက်စီးဆုံးရှုံးမှုများစွာဖြစ်စေခဲ့တဲ့ဘုံတလုံးကယနေ့ကျမတို့ပိုင်ဆိုင်တဲ့နျူကလ িয়ার ဘုံတွေနဲ့နိုင်ရှင်ဘာကအလွန်သေးငယ်ပါတယ်ဟီရိုရှိမားမှာပစ်ချခဲ့တဲ့ဘုံက TNT 15ကီလိုတန်တာရှိပါတယ်ဒါပေမဲ့ယနေ့ခေတ်နျူကလ িয়ার ဘုံတွေကကီလိုတန်100ကနေပြီးတော့1မဂါတန်ကျော်အထိရှိပါတယ်ဒါကြောင့်ဒီနေ့ခေတ်မှာ နျူကလ িয়ার လက်နက်တစ်ခုကမိနစ်ပိုင်းအတွင်းလူသန်းပေါင်းများစွာကိုတေဆင်းနိုင်ပါတယ်နျူကလ িয়ার ဘုံးတလုံးကတည်းကလူအဆောက်အဦးနဲ့အသက်ကိုတို့လိုလိုလောင်ကျွမ်းစင်မှာဖြစ်တယ်ပောက်ကွဲတန်ကတုံလုံးချောက်ကြစရာလိုင်းတစ်ခုဖန်တီးလိုက်မယ်မိုင်ပေါင်းများစွာကွာဝေးတဲ့အဆောက်အဦးတွေကိုချိန်မုံပြစ်မှာဖြစ်တယ်ဒါကလူအများပြားတည်ဆုံးပြီးဒဏ်ရာရသွားမယ်အဲ့ဒီနောက်ရေဒီယိုတတုကြွမှုကိုထွက်ပေါ်လာစေမယ်ဒါဓာတ်ရောင်ကြီးတွေနဲ့အစိတ်များဟာလေရေနဲ့မြေစီလွာတို့အန်တဆင့်ပြန့်နှံ့သွားမှာဖြစ်တယ် အသက်ရှင်ကျန်ရင်သူတွေကတော့နာကျင်စွာတေဆုံးမှုများသို့မဟုတ်၎င်းတို့ရဲ့ဘဝတသက်တာလုံးခံစားနေကြရမှာဖြစ်တယ်။အဲ့ဒီအခါမှာနျူကလ িয়ার စောင်းရာသီဖြစ်သွားနိုင်တယ်။ပောက်ကွဲမှုများကနေပြီးတော့မှမိခိုးတွေနဲ့ပြားတွေကနေရောင်ကိုပိတ်ဆို့သွားမှဖြစ်တယ်။ဤအရာကကမ္ဘာကြီးကိုအမောင်ထုနဲ့အေးစင်မှာဖြစ်တယ်။တီးနှံတွေသိမယ်။တန်ပေါင်းများစွာသောလူတွေအစာငတ်နိုင်ပါလေ။အဆစ်မိုးရွာခြင်းကကမ္ဘာမြေကြီးကိုပျက်စီးစေပြီးဂေဟာစနစ်တစ်ခုလုံးကိုပျက်စီးစေနိုင်ပါလေ။ ဒါတွေကသိပ်ပန်စိတ်ကူးခြင်းကနေဖန်တီးစားတဲ့ဇာတ်လမ်းမဟုတ်ပါဘူးဒါကတကယ်ကျွန်တော်တို့ကျမတို့ အခုကြုံတွေ့နေရတဲ့တကယ်အန္တရာယ်ပါပဲယခုအချိန်မှာကျမတို့ကရခိုင်ကတဲ့နျူကလ িয়ার ဘေးအန္တရာယ်နဲ့နီကလာပြီးဖြစ်တဲ့နိုင်ငံရေးခေါင်းဆောင်များနဲ့စစ်ပွဲကိုလိုလားသူတွေကနျူလက်နဲ့ပိုင်ဆိုင်တဲ့နိုင်ငံများကြားမှာတောက်ရုံမှုနဲ့တင်းမောင်းမှုများတိုးများလာပြီးတော့ပေါ်ပေါ်ဆက်ဆက်ဖြစ်နေကြပါတယ် ေးကင်းမယ်လို့ယုံကြည်တာကြောင့်ဒီလိုလှုပ်ကြတာဖြစ်နိုင်တယ်။၎င်းတို့နဲ့၎င်းတို့ရဲ့မိသားစုတွေအတွက်နျူကလ িয়ার အမိုးကများထားရှိမှာတေချာပါတယ်။ဒါပေမဲ့ပုံမှန်လူတွေကဒီလိုအကာအကွယ်ပေးမှာမဟုတ်ပါဘူး။ဒါကြောင့်ထုတ်ဖော်ပြို့ပြောဆိုဖို့တာမန်ပြည်တွေတွေပဲဖြစ်တယ်။ဒီယူသွမှုတွေကိုရပ်တန့်ဖို့တောင်းဆိုရမယ်ဖြစ်တယ်။ထုတ်ဖော်ပြောဆိုရမယ်ဖြစ်တယ်။နျူကလ িয়ার ချစ်ပွဲကိုဦးတည်တဲ့လမ်းကြောင်းကိုအားလုံးမြင်ပေးရမှာဖြစ်တယ်။နျူကလ িয়ার ဘေးအန္တရာယ်ကိုကြောက်ရွံ့နေစရာမလိုတော့ 胳膊都扣个断，就让这楼上妈批的。S,